မင်းသမီးတွေများစလာနဲ့ဖောက်ပြန်ခဲ့တဲ့အပြင်မင်္ဂလာဆောင်မိတ်ညအထိဒူမစီလာရောက်ဆက်သွယ်နေတဲ့ရီစာဟောင်းထုတ်လုတ်သူကိုရွှေမန်းအကြောင်းဖွင့်ချလာတဲ့မင်းသမီးတန်တာမိုးသိမ့်ဒူမနဲ့နှစ်တွေအကြာကြီးတွဲခဲ့ပြီးတွဲနေစဉ်မှာလဲကိုရွှေမန်းရဲ့အကြမ်းဖက်မှုတွေကြောင့်စိတ်တန်ရတဲ့ရခဲ့တယ်လို့ဒူမကဖွင့်ချလာခဲ့လာပါကိုရွှေမန်းနဲ့အခုမှမင်္ဂလာပွဲဆင်တွဲထားတဲ့ဆရာဝန်မလေးကိုမိမသားချင်းကိုချင်းစာအားနာလို့ဒီအကြောင်းတွေကိုမပြောဘဲရင်းငုံနှုတ်ပစ်ခဲ့ပြီးမဲ့အခု ချိန်မှာလို့အကုန်လုံးကိုချပြသွားတော့မယ်လို့သူမကပြောလာခဲ့တာပါထုတ်လုပ်သူကိုရွှေမန်းကတော့ပြီးခဲ့တဲ့ရက်ကပဲဆရာဝန်မလေးတယောက်နဲ့အကြီးအကျယ်မင်္ဂလာပွဲတွေပြုလုပ်ခြင်းပါကခန့်နှက်စွာမင်္ဂလာဆောင်ခဲ့တာပဲဖြစ်ပါတယ်ရွှေမန်းရဲ့မြားပွေဖောက်ပြန်တာတဲ့အပြင်လူကိုလည်းလူကြားသူကြားတဲ့ကိုကိုထိလက်ရောက်လုပ်ခဲ့တာလဲပြောပြခဲ့တာပါ အခုနောက်ဆုံး post မှာလဲဖုံးဆက်ပြီးကျမမိပါတော့ကျမကိုရောတောင်းပန်တဲ့အတွက်ခဏနေ post ကို only me လုပ်လိုက်ပါမယ် post တော့မဖြတ်ထားပါ chat မှာလည်းမဟုတ်ပါ ကျမအတွက်ဒီလူရဲ့တောင်းပန်တန်းဟာယင်ထဲမှာပိုနေလို့မကောင်းပါဘူးဒီလူဟာကျမအတွက်မိဘစုဝင်ဖြစ်ခဲ့တာပါ ကျမသိခါရကျမမိဘစိတ်မချမ်းသာနေတဲ့အတွက်ကျမတင်ရချင်းဖြစ်ပါတယ်တစ်ဖက်မိန်းကလေးကိုလည်းလစ်ပြလုံလုံနဲ့ပဲပျော်စေချင်ပါတယ်ဒီလိုတင်ရတာတောင်းအရန် guilty ဖြစ်ပါတယ်အတိတ်ကတင်ရချင်းသည်ကျမလိုမိမကကျမယူမဲ့အမျိုးသားကိုကျမမိဘရဲ့ဆုံးဖြတ်ချက်ကျမရဲ့ဆုံးဖြတ်ချက်မှန်မှန်နဲ့ယူမှာပါကျမကိုထားခဲ့ ိုင်တဲ့အမျိုးသားမရှိပါချစ်ရင်တဆုံချစ်ပြီးပြတ်သားရင်တေးလူလိုကြော်တော်တတ်တာကျမအကျင့်ပါအလုံးတည်သွားရင်ရပါပြီဆိုပြီးပြောခဲ့တာပါတန်တမိုးတင်ကိုအားပေးတဲ့ပရိသတ်ကလည်းဒီလိုလူနဲ့မယူလိုက်တာကောင်းပါတယ်ဒီထက်ကောင်းတဲ့သူမင်းသမီးကိုတန်ဖိုးထားတဲ့သူနဲ့တွေးမှာပါမင်းသမီးလေးရေလူအားပေးကြပါတယ်ပရိသတ်ကြီးအနေနဲ့ကတော့တန်တမိုးတင်တို့ဇလန်းလေးကိုဘလို့မြင်ပါသလဲရှင်